အားလုံးမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုပါရစေ။ကျွန်မကတော့အေးတင်စားပါ။ဒီကနေ့မှာလ17ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနာဆင်ရမယ့်သတင်းတွေကတော့အိန္ဒိယမြန်မာနှစ်နိုင်ငံကြားလွတ်လပ်စွာနေဆက်ဖြတ်ကျော်သွားလာခွင့်ကြောင်းဆိုးကျိုးများရှိလာတဲ့အတွက်ဗဟုအစိုးရက FMR ကိုဖြတ်သိမ်းပြီး နိုင်ငံဝင်ထွက်သွားလာမှုကန့်သတ်လိုက်တာဟာအတိုင်းအတာတစ်ခုထိကောင်းတဲ့အချက်တွေလည်းရှိနေတယ်လို့မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ်။စကိုင်းတိုင်းတမူးမြို့နယ်ကပိုချိုင်ဝမ်ဒေတာလို့ခေါ်တဲ့ကပိုဘဲလေးကိုမနစ်ပူပြည်နယ်ထဲပြန်လည်ထည့်သွင်းနိုင်ရေးဆောင်ရွက်ပေးဖို့အိန္ဒိယပါလီမန်အစည်းအဝေးမှာမနစ်ပူပြည်နယ်အထက်လွှတ်တော်အမတ်ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မန္တလေးတိုင်းသတို့ကြီးမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်25ရောက်တေဆုံးခဲ့ပြီးပူမှုတရောက်နဲ့ဗိုလ်ကြီးတရောက်အပါအဝင်14ရောက်ကိုလက်နက်ခဲယမ်းတွေနဲ့တူအရှင်ဖမ်းမိခဲ့တဲ့တရင်တွေနဲ့တူအခြားစိတ်ဝင်စားစရာသောဆုံးရတရင်တွေတင်ဆက်ပေးပါမယ်။ အိန္ဒိယမြန်မာနှစ်နိုင်ငံကြားလွတ်လပ်စွာနေဆက်ဖြတ်ကျော်သွားလာခွင့်ကြောင့်ဆိုရှယ်များရှိလာတဲ့အတွက်အပဟုအစိုးရက FMR ကိုဖြတ်သိမ်းပြီးနှစ်နိုင်ငံဝင်ထွက်သွားလာမှုကန့်သတ်လိုက်တာဟာအတိုင်းအတာတစ်ခုကြီးကောင်းတဲ့အချက်တွေတည်းရှိနေတယ်လို့မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောပါတယ်။မလဆယ်ရနေ့ကကျင်းပတဲ့မီဇိုရမ်ထွတ်တော်ကိုကြည်မြောက်အစည်းအဝေးမှာ အထက်ခံပါတီခေါဆောင် MNF ပါတီထွတ်တော်အမတ်ပူလချမ်ဒမာရာတိကနေဆက်အရေးနဲ့ပတ်သက်ပြီးမင်းမြတ်ရမမီဇော်ရမ်ပြည်ရဲ့ဝန်ကြီးချုပ်ပူလဒုံအိုမာကခုလိုပြန်လည်ဖြေချခဲ့တာဖြစ်ပါတယ်။စစ်ပေးကြောင်ထွက်ပြေးလာတဲ့စစ်ပေးရှောင်ပြည်သူတွေကိုလက်ခံကူညီရမဖြစ်ပေမဲ့လည်းနေဆက်မှာလွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိတဲ့အတွက်ဝိရစ်စေဝါလက်နက်မှောက်ကူစားတဲ့ မကောင်းမှုထူးဆဲ့ရဲ့လုပ်ငန်းတွေပုံမှုများစေတယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ဒါကြောင့်အိန္ဒိယဗဟုအစိုးရကနှစ်နိုင်ငံကြားလွတ်လပ်စွာနေဆက်ဖြတ်ကျော်ခွင့် FMR ဖြတ်သိမ်းပြီးဝင်ထွက်သွားလာမှုကန့်သတ်တိုက်တာဟာကောင်းတဲ့အချက်လေးရှိနေတယ်လို့ထွတ်တော်အစည်းအဝေးမှာဝန်ကြီးချုပ်ကပြောဆိုသွားပါတယ်။ မီဇိုရမ်ပြည်နယ်မှာပြီးခဲ့တဲ့2024ခုနှစ်ဇွန်လကနေဒီဇင်ဘာလအထိနိုင်ငံခြားသားဝင်ရောက်လေပတ်မှု2000ကျော်ရှိခဲ့ပေမဲ့တချို့မှာနေဆက်ဖြတ်ကျော်ကချင်းပြည်နယ်ထိပ်ကိုဝင်ရောက်ပြီးတင်တန်းတွေပိတ်အပ်ခဲ့ကြတယ်လို့လည်းဝန်ကြီးချုပ်ကဆိုပါတယ်အိန္ဒိယနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကလည်းပြည်နယ်အစိုးရထံအသိပေးခြင်းမရှိဘဲမီဇိုရမ်ပြည်နယ်ကိုနေချင်းပြန်လာရောက်ခဲ့မှုတွေဟာလည်းအံ့အားသင့်စရာဖြစ်နေတယ်လို့ဆိုပါရယ်မီဇိုရမ်ပြည်နယ်ဟာနိုင်ငံခြားသားတွေအတွက် မြန်မာနိုင်ငံထဲကိုဝင်ရောက်ဖို့အဓိကလမ်းကြောင်းတစ်ခု ဖြစ်လာတဲ့အတွက်အိန္ဒိယဗဟုအစိုးရကလည်း Protect Area Permit PAP ကိုပြန်လည်ချင်းသုံးနေတာဖြစ်ပြီးဒီနေအစိုးရအနေနဲ့မလိုလားပင်မဲ့ကန့်ကွက်မှုမျိုးမရှိဘူးလို့ဝန်ကြီးချုပ်ကပြောပါတယ်။ အိန္ဒိယမြန်မာနိုင်ငံကြားလွတ်လပ်စွာဖြစ်သန်းသွားလာခွင့် Free Movement Regime ဟာ1968ခုနှစ်မှာပြဋ္ဌာန်းခဲ့တာဖြစ်ပြီးအဲ့ဒီဥပဒေအရအိန္ဒိယမြန်မာနေဆက်တစ်လျှောက်ကဒေသခံတွေဟာပြည်ဝင်ခွင့်ဗီဇာမလိုဘဲနေဆက်တစ်ဖက်တစ်ချက်စီရဲ့6ကီလိုမီတာကြီးအတားအဆီးမရှိဝင်ရောက်သွားလာခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အိန္ဒိယဗဟုအစိုးရဟာ FMR ကိုဖျက်သိမ်းလိုက်ပြီးနောက်2025ခုနှစ်ဇန်နဝါရီလတရက်နေ့ကစပြီးအိန္ဒိယမြန်မာနယ်စပ်ဝင်ထွက်သွားလာမှုကိုတင်းကျပ်လိုက်တာဖြစ်ပါတယ်။ ။မီဇိုရမ်ပြည်နယ်ကအရက်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zone Reunification Organization Zoro အဖွဲ့က FMR ဖြတ်သိမ်းမှုကိုစန့်ကျင်ကန့်ကွက်ပြီးအမြန်ဆုံးပြည်နယ်ခွင့်ပြုပေးဖို့တောင်းဆိုထားပါတယ်။မကွေးတိုင်းငဖေးမြို့နယ်ကချင်းစစ်ပေးချောင်စခန်းကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်လို့စစ်ချောင်စခန်းတချို့ပျက်စီးပြီးစစ်ချောင်တွေဟာလည်းတခြားနေရာတွေမှာပြောင်းရွှေ့နေထိုင်ကြရတယ်လို့သိရပါဗျ။ မလဆေရနဲ့မနက်စေနိုင်ဝင်းကျင်လောက်မှာငဖေးမြို့နယ်စားပေါက်နဲ့ပလိုင်စစ်ရွာကပြည်သူတွေနေထိုင်တဲ့စစ်ပေးဆောင်စခန်းတစ်ခုကိုပြင်းဝစစ်ဆေးရေးဂိတ်ဖျားကုန်းပေါ်ကနေစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာလို့သတင်းရင်းမြစ်တဦးကပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဟာမြေပြင်တပ်ဖွဲ့ဖြစ်ပွားမှုမရှိဘဲစစ်ပေးဆောင်တွေနေထိုင်တဲ့စခန်းတွေဖက်ကိုလက်နက်ကြီးတွေနဲ့စေချင်းထက်မှန်နဲ့ပစ်ခတ်ခဲ့ပြီးလူထိခိုက်မှုမရှိပေမဲ့ဝါထရံတွေနဲ့ဆောက်ထားတဲ့စစ်ဆောင်စခန်းတချို့ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ အခုလိုစစ်ဘေးရှောင်တွေနေထိုင်တဲ့စခန်းဖက်ကိုရန်တမ်းပိတ်ခတ်မှုကြောင့်စစ်ရှောင်ပြည်သူတွေဟာဘေးကင်းလုံခြုံမှုတခြားနေရာကိုပြောင်းရွှေ့နေထိုင်ခဲ့ကြရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မတ်လ3ရက်နေ့ကလည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မဖေမျိုးနဲ့လင်းတဲ့ကျေးရွာကအရက်သားတဦးတည်ဆုံးပြီးလူနေအိမ်လေးလုံးထပ်မနေပြည့်စည်ခဲ့ရတယ်လို့သိရပါဗျ။စကိုင်းတိုင်းတမူးမျိုးနဲ့ကပိုချိုင်း ဟန်ဒေတာလို့ခေါ်တဲ့ကဘောဗဲလီကိုမဏိပူပြည်နယ်ရဲ့ပြန်လည်ထည့်သွင်းနိုင်ရေးဆောင်ရွက်ပေးဖို့အိန္ဒိယပါလီမန်အစည်းအဝေးမှာမဏိပူပြည်နယ်အထက်လွှတ်တော်အမတ်ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။မလဆယ်ရဲ့နေ့ကကျင်းပပြုလုပ်တဲ့ရာဂျာဆာဖာလို့ခေါ်တဲ့အိန္ဒိယအထက်လွှတ်တော်ပါလီမန်အစည်းအဝေးမှာမဏိပူပြည်နယ်ကအထက်လွှတ်တော်အမတ်လေဆမ်ဘာဆာနာဂျောက်ပါကဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်။1834ခုနှစ်ကဘောချိုင်ဝမ်သဘောတူညီမှုနဲ့1826ခုနှစ်ရန်တဘူစာချုပ် Treaty of Yantapu အရသတ်မှတ်ထားတဲ့ရိုချေးကိုမြန်မာနိုင်ငံအနေနဲ့ဆက်လက်ပေးချေစေဖို့တာမမဟုတ်လက်ရှိမြန်မာနိုင်ငံပိုင်နက်ထေရှိနေတဲ့ကဘောချိုင်ဝမ်ဒေတာကိုပြန်လည်သိမ်းယူပြီးမနစ်ပူပြည်နယ်ထဲကိုထိတ်သွင်းဖို့အိန္ဒိယဘဟုအစိုးရကိုတိုက်တွန်းတောင်းဆိုခဲ့တာလို့အိန္ဒိယသတင်းမှာဖော်ပြထားပါတယ်။ကဘောချိုင်ဝမ်ဒေတာဟာ22.230စတုရန်ကီလိုမီတာခြေဝန်းပြီး1450ခုနှစ်ကလေးက မနစ်ပူရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်မနစ်ပူရဲ့အုပ်ချုပ်မှုအောက်မှာရှိနေခဲ့တာလို့သူကပြောပါတယ်။1953ခုနှစ်မတ်လ3ရက်နေ့မှာအိန္ဒိယရဲ့ပထမဦးဆုံးဝန်ကြီးချုပ်ဂျဝါဟာလန်နေရူကမြန်မာဝန်ကြီးချုပ်ဦးနုရဲ့ချင်းပါခဲ့တဲ့အစည်းအဝေးတစ်ခုမှာကပေါ်ချိုင်ဝမ်ဒေတာကမနစ်ပူပြည်နယ်အစိုးရရဲ့တိုင်ပင်မှုမရှိဘဲမြန်မာနိုင်ငံထံလက်ဆောင်အဖြစ်ပေးအပ်ခဲ့တာလို့သူကဆွဆွေပြောဆိုခဲ့ပါတယ်။မနစ်ပူပြည်နယ်အထက်လွှတ်တော်အမတ်ရဲ့အစိုးရ1834ခုနှစ်က ကဘောချိုင်ဝမ်ဒေတာသဘောတူညီချက်အရမြန်မာနိုင်ငံကမနစ်ပူပရင်မဟာရာဂျ်ကမ်ဟီယာစင်တန်တိုလက်စင်ရူပီငွေ900ကိုရိုကျေးငွေအဖြစ်ပေးဆောင်ရန်သဘောတူထားခဲ့ကြတယ်လို့ဆိုပါတယ်။အဲ့ဒီရိုကျေးပေးချေမှုဟာအိန္ဒိယပြည်ထောင်စုထဲသို့မနစ်ပူပြည်နယ်ပေါင်းစည်းထားတဲ့1949ခုနှစ်နောက်ပိုင်းအထိဆက်လက်တည်ရှိနေခဲ့ပေမဲ့နေရူးရဲ့ဆုတ်ဖြတ်ချက်အရ1953ခုနှစ်မှာမြန်မာနိုင်ငံကရိုကျေးပေးချေမှုကိုရပ်ဆိုင်းခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီလိုရက်ကိုသမိုင်းဝင်အမားကြီးတစ်ခုလို့သူကပြောဆိုပြီးမနစ်ဖို့ပြည်သူတွေကလည်းအဲ့ဒီလိုရက်အတွက်နေရူးနဲ့ကွန်ကရစ်ပါတီကိုဘယ်တော့မှခွင့်မလွှတ်နိုင်ဘူးလို့ပြောဆိုခဲ့ပါတယ်။ဒါကြောင့်ကဘောချင်းဝမ်ဒေတာပြန်လေတင်းယူနိုင်ဖို့ဒါမှမဟုတ်မြန်မာဘက်ကယူချင်းငွေတွေကိုဆက်လက်ပေးချင်နိုင်ဖို့ကြားဝင်စစ်ဆက်တာတွေလှုံ့ဆော်ပေးဖို့မနစ်ဖို့ပြည်နဲ့အထက်လွှတ်တော်အမကအိန္ဒိယပါလီမန်လွှတ်တော်ကိုအဆိုတင်တိုက်တွန်းခဲ့တာလို့သိရပါတယ်။ ချင်းပြည်တောင်ပိုင်းပလောဝမြို့နယ်အောက်သေးမှခြေရွာမှာမိလောင်မှုဖြစ်ပွားပြီးနေအိမ်၆လုံးပြာကျခဲ့ရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ညနေ၄နာရီခွဲအချိန်ခန့်မှာမိလောင်မှုစတင်ဖြစ်ပွားခဲ့ပြီးဒေသခံပြည်သူတွေကဝိုင်းဝန်းငင်းသက်ကြရမှာညနေပိုင်း9နာရီမှာမိငင်းသက်နိုင်ခဲ့ကြတယ်လို့သိရပါတယ်။ထမင်းဟင်းချက်တဲ့မိဖို့ဆောင်ကလည်းမိစတင်လောင်ကျွမ်းရမှာတအိမ်ပြီးတအိမ်ကူးဆက်သွားတာဖြစ်ပါတယ်လို့ဒေသခံတို့ကပြောပါတယ်။ မိတော်မှုစတင်ဖြစ်ပွားတဲ့အိမ်ပန်ရှင်ဒေါ်ပိုက်လေးနဲ့သမီးဖြစ်သူဖြစ်ဖြစ်ဝင်းတို့ကိုအရခန့်တက်တော်အေအေကဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါဗျ။မိဘတင့်ပြည်သူအိမ်ထောင်စု6စုကလူဦးရေ30ခန်းကိုကျေးရွာစတင်ကြမှာယာယီနေထိုင်စေပြီးအဖွဲ့အစည်းတချို့ကငွေသားနဲ့ဆန်းချိုးထောက်ပံ့ထားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ6ရက်နေ့မနက်9နာရီခန့်ကလေးကသမီးမျိုးအမှတ်1ရပ်ွက်ရှိနေအိမ်20ထပ်မင်းမိလောင်ဖြစ်စီခဲ့ပါဗျ။ မန္တလေးတိုင်းသထိုးချင်းမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်25ယောက်တေဆုံးပြီးပုံမှုတရောက်နဲ့ဗူကြီးတရောက်အပါအဝင်14ယောက်ကိုလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖမ်းမိခဲ့တယ်လို့အမှတ်၁စစ်ဒေသကထုတ်ပြန်ပါတယ်။သထိုးချင်းမြို့နယ်ဝက်လူးနေမြေရေးစခန်းကနေတမတရားတက်လက်အောက်ကအင်အား200ဝန်းကျင်နဲ့ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုသထိုးချင်းမြို့နယ်ပကဖနဲ့မဟာမိတ်ပူပေါင်းအဖွဲ့တို့ကချက်တွင်ဖိုးရွာအနောက်ဘက်ဖက်မှာ မလ9ရက်နေ့ကချဖြတ်တိုက်ခိုက်ခဲ့တာလို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်အမှတ်၁စစ်ဒေသဒီကနေ့မလ17ရက်နေ့မှာထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်25ယောက်တေဆုံးပြီးဘုံမိုးဝင်းနိုင်ဦးနဲ့ဘူကြီးအောင်ကူကူတို့အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်14ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကလက်နက်44လက်နဲ့ဆက်ဆက်ပစ္စည်းတွေလည်းတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဖွဲ့ထံကလည်း တနက်၄၀ကျော်ကြည်ဆန်း၁000ကျော်ပါဝင်ခေရန်အမြောက်များတဲ့တင်းစီရမိခေတာလို့သိရပါတယ်တိုက်ပွဲတွင်မှာမိထလာလေးတက်နဲ့တရာဦးလေးတက်တို့ကနေတက်လာတဲ့ကြက်တိုက်လေရင်တွေနဲ့လည်းလေချောင်းပိကူနှစ်ကျင်းပြုတ်လောက်သွားတယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်နှထိုးချင်းမျိုးနဲ့ပကပရေပေါ်နှစ်ဦးကြဆုံခဲ့ရတယ်လို့ဆိုပါတယ်။ BOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။